စိတ်ဝင်စားတဲ့ကောင်းတဲ့ရည်စရာကောင်းတဲ့ခါကျတော့တဖြည်းဖြည်းနဲ့ခုနကကတွတ်ထိုးပြီးရေးတဲ့ဟာလေးရရက်ပြီးတော့ကျမတို့ကဟောပြောတဲ့အကြောင်းအရာအာရုံရောက်တယ်အဲ့လိုအကြောင်းအာရုံရောက်တော့မှဗာဒီပြောပြီးလဲကျမတို့နိုင်ငံကသူ့ကျွန်လက်အောက်ကိုနှစ်တရာကျော်ကြားရောက်ခဲ့တယ်ဒီမှာမျိုးချစ်စိတ်ရှိတဲ့လူတွေကစုပေါင်းပြီးတော့သူ့ကျွန်လက်အောက်ကလွတ်မြောက်အောင်တော်လှန်ခဲ့ကြတယ်ဆိုတော့မျိုးချစ်စိတ်ရှင်သန်ထက်အမြင်မြင်ရမယ်အကြောင်းတွေကျမတို့နားထောင်ရတယ်အဲ့ဒီမှာလဲကျမတို့နားထောင်ပြီးတော့စာရေးသူဖြစ်လာမယ်ကလေးတယောက်ရဲ့ဂိတ်အောင်တဲ့စိတ်လို့ပြောရင်လည်းရမှာပေါ့ အပြန်ကြတော့ကျမတို့ကလက်ပိုက်ပြီးတော့ထွက်ကြရတာပေါ့နော်ယောက်ျားလေးတဒံမိန်းကလေးတဒံထွက်တဲ့ခါကျတော့ကျမအဲ့ဒီဟာလေးနားထောင်ပြီးစိတ်ထဲမှာလေးစနုံးစနောက်ဖြစ်တာပေါ့ကျမဘေးကတငယ်ချင်းကိုကျမဟဲ့လို့ငါတို့နိုင်ငံကသူ့ကျော်လက်အောက်ကို100ကျော်ကြီးတောင်ကြာရောက်ခဲ့တာနော်အဲ့လောက်အကြာကြီးကြာရောက်ခဲ့တာဟဲ့လွတ်ဖို့တော့မကောင်းဘူးလို့ကျမပြောတော့ကျမကတမိုင်းဆရာမနောက်ကနေခေါင်းခေါက်တယ်ဒီလောက်မျိုးချစ်စေရှင်သန်ထက်မြက်အောင်ဟောနေတာကို100ကျော်ကြာရောက်တာလွတ်ဖို့တော့မကောင်းဘူးလို့ပြောလို့လို့ပြောတယ် ကျမအဲ့ရွယ်မှာဘာလို့ဒီစကားပြောမိခဲ့လဲလို့ကိုကိုကိုမသိဘူးဒါပေမဲ့ကျမစာရီဖတ်ပြီးအရွယ်တစ်ခုရောက်လာတဲ့အခါမှာကျမသိလိုက်ပြီကျမမျိုးချစ်စိမ်နဲ့ပြောတာရှင်နှစ်တရာဆိုတော့အကြာကြီးမြ мян လွတ်ချင်တာဘာလို့နှစ်တရာကျော်ကြီးတောင်နေရတာလဲအလောက်ကြီးအကြာကြီးဘာလို့နေကြလဲလွတ်ဖို့တောင်မကောင်းတော့ဘူးဆိုတဲ့စကားကဆော့ဆော့ဆီဆီကျမတို့နိုင်ငံဟာသူ့ကျုံလက်အောက်ကလွတ်မြောက်ခဲ့တယ်ဆိုတဲ့စကားကိုပိုကြားခြင်းနဲ့စိတ်နဲ့ကလေးတယောက်ဖြစ်တဲ့အတွက် presentation မတက်လို့ပေါ့နော်